မနေ့ကအာတင်းတန်းထင်းမှာကလေးတယောက်မေ့လေဘာလဲမေ့လဲဆိုလို့ရှိရင်ကရိယာနဲ့ဝတ်ဟာရဆိုတာဘလို့ခွဲခြားတာလဲဘာလဲဆိုတာမေးထားပါဘောနော်ဆိုတော့တခြားပန်းသင်းစားတဲ့အခါမှာလိလလေးနဲ့သူတို့တို့များများကကြာတော့တဒါပိုင်းအားနေတဲ့အခါကျတော့ဝတ်ဟာရဘာလဲကရိယာဘာလဲဆိုတာဘုခွင့်မရဖြစ်တယ်ဆိုတော့ကျွန်တော်တို့လေးတစ်ခါလေးကြာလို့ရှင်သိတယ်သိပြီမယ်လို့ပြန်ချင်းပြဖို့ဆိုလို့ရှင်တိတ်တိတ်မထားပြဘူးဘောနော်ဆိုတော့သူမေးလိုက်တဲ့မိခွန်းအရာမိုက်တယ်အရာမိုက်လို့ပြန်ပြီးတော့စကားပြောဖြစ်တာဘောနော်ဆိုတော့ဘာပြောလဲဆိုလို့ရှင်မှတ်ထားမယ် ကရိယာဆိုတာကတော့တဒါထင်းမှာပါတယ်ဗောနော်တဒါမှာကရိယာရှိရဲနံစားရှိရဲအဲပြီးလို့ရှိရင်အတ္တမန္တတဲ့စကဆက်တဲ့ဝိပတ်တွေအများကြီးရှိမယ်ဆိုကရိယာဆိုတာဟာစကလုံးတစ်လုံးပြောတဲ့အခါမှာတွားတယ်လာတယ်ဇာတ်သဖြင့်အတိတ်ပြတခုကိုဖွန်ဆောင်ဖို့အတွက်အဓိကပါတဲ့စကလုံးကရိယာလို့ခေါ်တယ်ဒါပေမဲ့ဝေါ်ဟာရဆိုတဲ့စကလုံးဟာအဲ့ဒီတဒါထင်းမှာပါတယ်ဝါစင်ကရှင်မျိုးထင်းမှာ ခွေချပြီးတော့ထွက်တော်တာမျိုးမဟုတ်ဘူးအဲ့ဒီအားလုံးကိုခေါ်တာ ဝဟာဆိုတာမြန်မာလိုဆိုရင်စကားလုံးလို့အတိပြရပါတော့စကားလို့အတိပြရဝဟာဆိုတာစကားတစ်ခုပဲဆိုတော့အဲ့ဒီစကားမှာကရိယာတကူတွေပြောထားတဲ့စကားလေးဖြစ်နေတယ်နန်စားနဲ့ပေါင်းပြီးတော့ကျွန်တော်မနေ့ကဈေးသွားတယ်ဆိုတာလေးဝဟာလားပဲစကားပေါ့နော်အဲ့တော့ဝဟာလားဆိုတာစကားကိုခေါ်တာကရိယာနဲ့ဝဟာလားဘယ်လိုခွဲမလဲဆိုတာသွားပြီးတော့စဉ်းစားနေဖို့မလိုဘူးဝဟာလားဝဟာတက်တက်ကရိယာတက်တက်တာတည်းမှာပါတာပေါ့နော်အဲ့ဒီအားလုံးစကားလုံးကိုမှာဝဟာလားလို့ခေါ်တယ်ဥပမာမြန်မာဝဟာလားရှိမယ်ထိုင်ဝဟာလားအင်္ဂလိပ်ဝဟာလားဆိုတာစကားရှိမယ်ပေါ့ ဥပမာအပြင်စကားပုံမြန်မာစကားပုံတစ်ခုရှိရဆိုပါတော့အဲကိုင်းကျုံးမင်ကျုံးကိုင်းမင်ပေါ့ကိုင်းကျုံးမင်ကျုံးကိုင်းမင်ဆိုလို့ရှိရင်ကိုင်းကကျုံးကိုမင်ပြီးတော့နေရသလိုကျုံးကလေကိုင်းကိုမင်ပြီးတော့နေရတယ်ဆိုတဲ့ပုံစံမျိုးကိုင်းကျုံးမင်ကျုံးကိုင်းမင်ဆိုတဲ့မြန်မာစကားပုံရှိအဲ့ဒါမြန်မာစကားပုံမြန်မာစကားလုံးမြန်မာဝဟာရလို့ခေါ်တယ်ပေါ့နော်ဆိုတော့ဝဟာရဆိုတာအဲ့ဒါကိုခေါ်တာဆိုတော့အဲ့ဒီတည်းမှာကိုင်းဆိုတဲ့ဟာလည်းပါတယ်နေရာတွေသားလည်းပါတယ်ကျောင်းဆိုတဲ့အခေါ်ဝန်စားလည်းပါတယ်မင်းခေါ်ရဲဆိုတဲ့ကရိယာလည်းပါတယ်ဒါပေမဲ့အားလုံးကိုပေါင်းပြီးတော့မှဝဟာရလို့ခေါ်တယ် ဝဟာဆိုစကလုံးလို့ပြောတာပေါ့နော်ဆိုတော့နောက်တစ်ခါဝဟာရကိုဒီတက်တိတောင်ပြောရမယ်ဆိုလို့ရှိရင်ဥမာကားဝေတယ်ဆိုတော့ကားဝေတယ်ဆိုလို့ရှိရင်ကားစီးနန်းဝေတယ်ဆိုတာကရိယာကားဝေတယ်ဆိုလို့ရှိရင်နန်းနဲ့ကရိယာနဲ့ပါဝါဒါပေမဲ့အဲ့ဒီမှာကျွန်တော်ဝဟာရတရားကြည့်တဲ့ခါမှာကားဝေတယ်ဆိုတာမြန်မာဝဟာရမဟုတ်ဘူးကားဆိုတာမြန်မာစကားမဟုတ်ဘူးကျွန်တော်ဆရာတယောက်ပြောခုတယ်ပေါ့နော်ကားဆိုတာအဲသူပြောမှကျွန်တော်ဒီထားမိတာကားဆိုတာမြန်မာဝဟာရမဟုတ်ဘူးကားဆိုတာ C A R car ဆိုတာထိုင်အင်္ဂလိပ်စကားအဲ့ဒီအင်္ဂလိပ်စကားကိုကျွန်တော် ကားဆိုပြီးတော့မြန်မာလိုကားကားကားခေါ်နေကြလားပေါ့နော်ဒီကိစ္စမြန်မာဝတ်ဟာတာမဟုတ်ဘူးအင်္ဂလိပ်ဝတ်ဟာတာဖြစ်တယ်ဆိုတော့ကဝေတာကတော့မြန်မာစကားလုံးမြန်မာမြန်မာဝတ်ဟာတာပေါ့ဆိုတော့အဲ့ဒါကိုပါခေါ်လို့ဆိုလို့ရှိရင်အင်္ဂလိပ်မုံပြူတဲ့ဝတ်ဟာလို့ခေါ်တယ်အင်္ဂလိပ်စကားကိုမြန်မာမုံပြူထားတာပေါ့နော်မြန်မာမုံပြူဝတ်ဟာလို့ခေါ်တယ်ဆိုတော့မြန်မာလိုပါခေါ်လို့ဆိုလို့ရှိရင်ကားကိုမြန်မာလိုပါခေါ်လို့သိကြလားအဲ့သိရင် comment ကနေ mention ကြပါအဲ second မိလားကျွန်တော်ရှင်းပေးမယ်ကားကိုမြန်မာလိုပါခေါ်လို့သိကြလားဆိုလို့ရှိရင် mention မှာ mention ပေးကြโอเคကျွန်တော်အပြင်ပေးမယ်နော် mention ပေးကြဆိုတော့ ကားဆိုတာအင်္ဂလိပ်လိုစီရာကားပဲခေါ်တာဆိုလို့ရှိရင်မြန်မာလိုကြတော့ကျွန်တော်တို့ကြားဖို့လားမသိဘူးယင်စကန်ဆိုတာလေယင်စကန်ဆိုတာကြားဖို့စကန်ဆိုတာစကန်စီမီယင်ဆိုတာကားကိုပြောတာယင်ဆိုတာကားကိုပြောတာအမြန်ယင်ရှိမယ်အနှေးယင်ရှိမယ်အမြန်ယင်ရှိမယ်အနှေးယင်ရှိမယ်ယင်ကြီးရှိမယ်ယင်သေးတွေရှိမယ်အဲ့ဒါလည်းအားလုံးကိုယင်လို့ခေါ်တယ်ယင်ကိုကားလို့သုံးတယ်ပေါ့နော်မြန်မာဝဟာရဟာဆိုလို့ရှိရင်ယင်လို့ခေါ်တယ်အာအင်္ဂလိပ်ဝဟာရဟာကားလို့ခေါ်တယ် အဲ့ဒါကိုအင်္ဂလိပ်ကိုမြန်မာမွန်ပြူပြီးတော့မှမြန်မာမွန်ပြူတဲ့ဝေါ်ဟာရာအဖြစ်နဲ့ကားဆိုပြီးတော့ခေါ်လိုက်ကြတာအဲ့ဒါဝေါ်ဟာရာဆိုတဲ့စကားလုံးကအဲ့လိုသုံးလုံးတာအလုံးကိုအတုနှုံးတွေကိုဝေါ်ဟာရာလို့ခေါ်တယ်ပေါ့နော်ဒါအရှင်းပြတာပါကျေးဇူးတင်ပါတယ်